တီတောက်လောကကိုပြန်လည်လွှမ်းမိုးဖို့အတွက်တကြော့ပြန်ဝင်ရောက်လာခဲ့တဲ့မတ်မမနိုင်တဲ့မက်ကီတီဝင်းအားလုံးပဲမိကလာပါဗမ်မစ်စနောင်းကနေချွတ်ဆိုလိုက်ပါတယ်တီတောက်ကနေနမဲကြီးလာသူတွေထက်မှမတ်မမနိုင်တဲ့မက်ကီတီဝင်းကတော့မိထားလို့မရတဲ့သူတွေဖြစ်ပါတယ်သူတို့နှစ်ယောက်ဟာ2019ခုနှစ်လောက်ကတည်းကတီတောက်မှာနမဲကြီးတဲ့ဆယ်လီတွေဖြစ်နေပြီးတီရှူတဲ့သူတွေတန်းနဲ့ချီပြီးတော့ရခဲ့ကြသူတွေပါ ျော်လို့စော့တာအဆင်မရှိဘူးတဲ့ရှိတယ်ပဲလာမပြောနဲ့ပြောချင်တဲ့လားပြောလိုက်ဆိုတဲ့ TikTok ဗီဒီယိုကသူတို့နှစ်ယောက်ရဲ့အောင်မြင်ဆုံးဗီဒီယိုတစ်ပုဒ်ဖြစ်ခဲ့ပါတယ်အခုဆိုရင်တော့အဲ့ဒီစကားနဲ့ TikTok စော့သူတွေထက်မှနမဲကြီးမင်းသမီးတွေတောင်ပါဝင်နေပါတယ် မမမနိုင်တဲ့မကေတီဝင်းတို့ကယနေ့ကျတဲ့တငယ်ချင်းတွေဖြစ်ပြီးတတော်ကိုအပြော့ဆော်ရင်နဲ့နမဲကြီးလာခဲ့တာပေါ့ဟန်ပန်တွေအမှုရာတွေမပါဝင်တဲ့မမမနိုင်တို့တငယ်ချင်းနှစ်ယောက်က2019ခုနှစ်မှာလူသိများပြီးခဏတာခံပြောက်ွယ်သွားခဲ့သေးတာပေါ့ငါးနှစ်ကျော်၆နှစ်ခန့်ပြောင်းနေပြီးအခု2025ခုနှစ်မှသာပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။သူတို့နှစ်ယောက်နမဲကြီးကစမှဇလန်းရိုက်ပေးမယ်လို့ပြောတာကြောင့်ရန်ကုန်ကိုသွားလိုက်ကြပြီးရန်ကုန်ရောက်မှအလင်ခံလိုက်ရတာကိုသိလိုက်ပါတော့တယ်။နှစ်ယောက်လုံးကလက်လုံလက်စားဖြစ်ပြီးအလုံနာတဲ့အချိန်လေးပဲအပြင်းပြင်းအောင်တက်တော့ စော့ကြတာပါသူတို့ကိုမြေတောင်မြောက်ပေးမယ်ဆိုပြီးတော့ရန်ကုန်ကိုသွားလိုက်မှပဲအလင်ခံနိုင်ရမှန်းသိပြီးစိတ်မကောင်းဖြစ်သွားကြပါတယ်ရိုသားတဲ့သူတွေဖြစ်တာကြောင့်သူတို့လိုရိုသားစိတ်ပဲရှိမယ်လို့ထင်ခဲ့ကြတာပါ ဒါပေမဲ့ဖြူစင်တဲ့သူတို့နှစ်ယောက်ကအတုံးချခံလိုက်ရပြီးအရန်ရှက်သွားခဲ့ကြပါတယ်။ရိုးသားတဲ့တငယ်ချင်းနှစ်ယောက်ကလင်ခံလိုက်ရပေမဲ့ကိုညီပေးမဲ့သူတွေရှိတာကြောင့်အဆင်ပြေသွားခဲ့တာပေါ့။အဲဒီနောက်မှာတော့မတ်မမနိုင်တဲ့မတ်ခေတီဝင်းတို့ကိုတက်တော့ပေါ်မှာမတွေ့ရတော့ပါဘူး။သူတို့ရဲ့ဗီဒီယိုလေးတွေကတော့ကြမ်းရစ်ခဲ့ပြီးအခုထိလူချင်းများနေသေးပါတယ်။သူတို့နှစ်ယောက်ကတက်တော့ကိုအိမ်ပြန်ရောက်တာနဲ့ဆော့ပြီးနားညိတယ်လို့ပဝင်ချင်းကတိုင်တာကြောင့်အိမ်ရှင်ကလည်းမောင်းထုတ်လိုက်ပါတယ်။အိမ်မှာမိဘတွေသားတွေရှိပေမဲ့လည်းဝါသနာကတော့တားလို့မရပါဘူး။အဲဒါကြောင့်တက်တော့ဆော့ချင်းအိမ်မှာမဆ ဆော့ရဲပဲရေကန်နားမှာသွားဆော့ခဲ့ရပါတယ်သူတို့နှစ်ယောက်ကိုလောင်ဝေပန်နဲ့အွန်လိုင်းပေါ်ကဆရာဆရာမတွေကိုပြန်ပြောခြင်းလို့ပျော်လို့ဆော့တာဆိုတဲ့စကားနဲ့ခြေပါခဲ့တာပါမထင်မှတ်ဖဲအဲ့ဒီဗီဒီယိုကနမဲကြီးသွားခဲ့တာကြောင့်ပျော်လို့ဆော့တာဆိုတဲ့အတန်ကိုကြားတိုင်းမတ်မမာနိုင်တို့နှစ်ယောက်ကိုသတိရကြပါတယ် TikTok ကိုဝါသနာကြီးတဲ့တငယ်ချင်းနှစ်ယောက်ကနှစ်တော်ကြာပြောင်းနေခဲ့လို့သူတို့ကိုအားပေးတဲ့သူတွေကလည်းစိတ်ပူနေခဲ့သေးတာပါအခုတော့သူတို့နှစ်ယောက်ပြန်ပေါ်လာပြီးဖြစ်ကအတွဲညီညီတော်တော်ပြန်ဆော့နေပါပြီ TikTok ကနေပျောက်သွားခဲ့တာမဟုတ်ဘဲသူတို့ရဲ့အကောင့်တွေကဖျက်ခံလိုက်ရတာကြောင့်အရင်လိုလူမသိတော့တာဖြစ်ပါတယ်။မတ်မမာနိုင်တဲ့မတ်ကေတီဝင်းကတကယ်ချစ်ကြတဲ့တငယ်ချင်းတွေဖြစ်ပြီးသူတို့နှစ်ယောက်ရဲ့တငယ်ချင်းသက်တမ်းကလည်းမနှဲတော့ပါဘူး။မကေတီဝင်းက ATA ဆက်နေတက်ပေမဲ့မမမနိုင်ကတွဲခေါ်ပြီးတာကြောင့်အရန်တက်လက်နေပါတယ်အခုခင်မှာနမဲကြီးနေတဲ့ဆယ်လီတွေကိုကျော်လွန်ဖို့အတွက်မမမနိုင်တို့ကတိတော့ပေါ်ကိုပြန်ရောက်လာတာပေါ့သူတို့နှစ်ယောက်ကိုမြင်နိုင်မှာ2019ခုနှစ်ကိုပြန်ရောက်သွားတဲ့ခန်းစားချက်ကိုရရှိစေတာကြောင့်ရင်းလုံးဟာတာတွေတင်ပေးပါလို့ပြောနေကြပ ပါတယ်။မတ်မမာနိုင်တဲ့မတ်ကေတီဝင်းကဟန်ဆောင်တာရီမရှိပဲပုံမှန်လေးလင်းပြောဆိုတတ်ကြပြီ။သူတို့အတွက်တော့တစ်တော့ဆိုတာလေးကတနေ့တာအတွက်အပန်းဖြေစရာဖြစ်လာခဲ့တာပေါ့။ဒါပေမဲ့မတ်မမာနိုင်တို့ကရွတ်တမှုကိုအသုံးချခံလိုက်ရပြီးတဲ့နောက်မှာဘသူကမှမယုံရတော့ပဲအရင်အလုပ်တွေပဲပြန်လုပ်နေကြတာပေါ့။ပရိသတ်ကြီးရောမတ်မမနိုင်တဲ့မတ်ကီတီဝင်းတို့ရဲ့ဟာတာတွေကိုသဘောကျရလားဆိုတော့ပြပြခဲ့ပါအောင်ရှင် အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလက်ခွဲကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။